လင်းမျိုးကဘာတွေလဲလို့ပြောရင်နံပါတ်1ကဥက္ကတိတင်ညူပုဂ္ဂိုလ်တဲ့ဘာပုဂ္ဂိုလ်တဲ့လဲဥက္ကတိတင်ညူပုဂ္ဂိုလ်ဘယ်လိုပုဂ္ဂိုလ်မျိုးကိုဥက္ကတိတင်ညူခေါ်တာလဲလို့ပြောရင်တရားကိုကျင်းကျင်းလေးဟောပေးလိုက်ပေမဲ့နားလေသဘောပေါက်ပြီးတရားရသွားတဲ့သူတဲ့ဘာတဲ့လဲတရားကိုကျင်းကျင်းလေးဟောပေးပေမဲ့နားလေသဘောပေါက်ပြီးတော့တရားရသွားတဲ့သူ တရားရတယ်ဆိုတာဘာပြောတာလဲတရားရတာပစ္စည်းတစ်ခုရလာတယ်မထင်နဲ့ဟုတ်လားစိတ်လေးကငကိုတုံးကဒေါသတွေသိပြီးတော့ကြီးတဲ့စိတ်လေးအဲ့ဒီဒေါသများအထွက်နေလိုက်ဘာဖြစ်လဲတရားရနောက်လုံးဝမထွက်တော့ရင်ဘာဖြစ်သွားပူပြီးတော့တရားရအဲ့ဒါကိုပဲတရားရတယ်ပြောတာပစ္စည်းတစ်ခုရတယ်လို့ရတာဟုတ်ရဲ့လား မဟုတ်ဘူးအဲ့ဒါကြောင့်တရားရရတယ်ဆိုတာကခုဒီမှာကြည့်လိုက်တော့ဥပ္ပတိဉာဏ်ယူပုဂ္ဂိုလ်များကြတော့ဉာဏ်ဉာဏ်လေးဟောလိုက်တာနဲ့တရားရသလားမရဘူးလားရတယ်အဲ့ဒါဘာကွာတာလဲပြောရင် ပါရမီကွာခဲ့တာဘာကွာလဲအဲ့ဒါကြောင့်ဒုသူတော်စင်များလည်းအခုတရားနာတယ်ဆိုတာဘာဖြည့်သီးနေတာလဲပါရမီဖြည့်သီးနေတာတရားများများနာမနာကျင်စိတ်ပေါက်တာ ်ရေရှည်တရားဝဲပြက်သွားလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဒီတရားဝဲသွားရမှာကျင်းသွားတယ်နော်အိမ်ထိုင်ရတာကမှကောင်းနေလမ်းကြီးထိုင်ရတော့ဒါမျိုးဖြစ်သွားရတယ်ဟုတ်လားနော်အဲ့ဒါကြောင့်နံပါတ်၄ကဥက္ကဋ္ဌတင်ညူတဲ့ဗါရလေဥက္ကဋ္ဌတင်ညူနောက်နံပါတ်၄ကဝိပစ္စည်းတင်ညူပုဂ္ဂိုလ်တဲ့ဗါရလေဝိပစ္စည်းတင်ညူပုဂ္ဂိုလ်ကြတော့ဘယ်လိုပုဂ္ဂိုလ်မျိုးလဲပြောရင် အကျေဟောပြောပြတာမှတရားရတာတဲ့ဗါတယ်လေအကျေဟောပြောပြတာမှတရားရကြာပြဏနာကိုရှင်းပြမှအဲ့ဒီပုဂ္ဂိုလ်ကသဘောပေါက်သွားတယ်နားလည်သွားတယ်လက်ခံသွားတယ်ပြီးတော့စိတ်ဓာတ်တွေပြောင်းပြည့်တယ်အဲ့ဒါဒီဗာပြစ်သွားတရားရသွားတာအဲ့ဒါကြောင့်ဘယ်နှမျိုးရနံပါတ်1ကဘလို့သူကဘလို့လဲပြောရင် တရားကိုအချင်းဟောလိုက်ပြီးတော့တရားရသွားတဲ့သူနံပါတ်1ကဝိပ္ပစီတင်ညူပုဂ္ဂိုလ်ကတရားကိုအချင်းအပြန့်ဟောမှတရားရတဲ့ပုဂ္ဂိုလ်ဟောလာနောက်နံပါတ်3ပုဂ္ဂိုလ်ကျတော့နေရပုဂ္ဂိုလ်တဲ့ဘာပုဂ္ဂိုလ်လဲလေနေရပုဂ္ဂိုလ်ကျတော့ခြင်းချင်းလေးဟောလိုက်ယုံနဲ့လေတရားမရအောင်အချင်းကြီးဟောလိုက်ယုံနဲ့လေတရားမရအောင် သူကြတော့နာထားတဲ့တရားကိုတရိပ်ရိပ်ပြန်ပြီးတော့စဉ်းစားတယ်။နောက်နေ့လဲစဉ်းစားတယ်။နောက်နေ့လဲစဉ်းစားတယ်။စဉ်းစားရင်တွေ့ရင်လောကထဲမှာနေရင်းနဲ့တရားနဲ့ညီအောင်နေသွားတယ်။တရားနဲ့ညီအောင်စည်းဝါးဆရာသွားတယ်။အဲ့ဒါမျိုးပုဂ္ဂိုလ်သည်သွားရင်လာရင်နဲ့တရိပ်ရိပ်နဲ့တရားရသွားတယ်။အမြန်တော့ရရလား။အဲ့ဒါကြောင့်မို့ဘယ်နှမျိုးရလဲ။ နောက်ဆုံးပုဂ္ဂိုလ်ကတော့ဗဒ္ဓပရမပုဂ္ဂိုလ်တဲ့ဘာပုဂ္ဂိုလ်လဲလေဗဒ္ဓပရမပုဂ္ဂိုလ်ကြတော့ဒီဘဝမှာဘလောက်တရားနာအကျဉ်းနာလဲမရအကျဉ်းနာလဲမရဘူးဘလောက်ကျင်းကျင်းကျယ်ကျယ်ဟောနောက်ကနေလိုက်ပြီးတော့အကျဉ်းကျယ်ဟောတဲ့အတိုင်းကျင့်သုံးကျင့်သုံးဒီဘဝမှာတရားမရတဲ့သူကြတော့ပါတယ်လေဗဒ္ဓပရမပုဂ္ဂိုလ်တဲ့ဘာပုဂ္ဂိုလ်လဲလေ ဗဒ္ဓပရမပုဂ္ဂိုလ်အဲ့ဒါကြောင့်ပုဂ္ဂိုလ်ဘယ်နှဦးတယ်လဲ၄ဦးရှိတယ်ဒီ၄ဦးမှာပြည့်မလွတ်ဘူးဟုတ်လားဦးဇင်းတို့လည်းပဲအဲ့ဒီ၄ဦးထဲမှာပါတယ်တို့သူတော်စင်များလည်းဒီ၄ဦးထဲပါသလားမပါဘူးလားပါတယ်အဲ့ဒါကြောင့်ငါဒီဘယ်လိုလူသားမျိုးလဲပုဂ္ဂိုလ်ကိုပြန်စင်သာတရားနာပြီးသွားတာနဲ့စိတ်သက်ပြောင်းမပြောင်းကြည့်မပြောင်းရင်အဲ့ဒီပုဂ္ဂိုလ်ဒီနှစ်ထဲရောက်သွားလိမ့် အကျင်ဟုံးလို့မှစိတ်တမပြောင်းရင်အဲ့ဒီပုဂ္ဂိုလ်ဘယ်တဲ့ရောက်သုံးနေရောက်လေသုံးနေကိုကိုကရောက်တယ်ဆိုရင်တရားကိုအကျင်ရောအကျေရောဟောတာကိုနာလိုက်ပြီးသွားတဲ့နောက်မှလည်းလိုက်နာကျင့်သုံးတယ်ဘာမှမရဘူးဆိုရင်တော့ဘယ်တဲ့ရောက်ပါလေးတဲ့ရောက်ပါတို့သူတော်စင်များဘယ်သရင်ဝင်လဲဘယ်သရင်ဝင်လေးတဲ့တော့မရောက်သေးနဲ့ဟုတ်လားနော်လေးတဲ့ရောက်သွားမှစိုးရတယ်ဗရပရမတဲကိုရောက်သွားမှစိုးရတယ် ပရပရမသမားတိပစ္စုပ္ပန်မှာတရားရရလားပစ္စုပ္ပန်မှာတရားမရဘူးတရားနာလဲသုံးပေပြီဒီတိုင်းခံနေတာပဲတရားတွေတော့သိလာတာမှန်တယ်စိတ်မပြောင်းဘူးဘာမပြောင်းဘူးလဲစိတ်မပြောင်းဘူးအဲ့ဒါမျိုးကြီးဖြစ်နေအဲ့ဒါပဒပရမပုဂ္ဂိုလ်ဘာပုဂ္ဂိုလ်လဲဒါပေမဲ့တရားနာတာအကျိုးမဲ့လားပြောရင် तू ကဒုတိယဘဝကနေစပြီးတော့ကြောင်းလဲသွားလိမ့်မယ်နော်ဒီဘက်ကဘဝကနာထားတဲ့ တရားရဲ့စွမ်းအားတွေနောက်ဘက်ဘဝတွေကျတော့လိုက်သလားမလိုက်ဘူးလားလိုက်တယ်အဲ့ဒါကြောင့်မို့တရားနာကြတဲ့ဒုသူတော်စင်များကိုကိုကိုအစ်စ်မြင့်မြင့်တရားနာမယ်ဆိုရင်တော့နာပြီးတာနဲ့တကြံနဲ့တရားရတော့ဘူးဖြစ်ဖို့လိုသလားမလိုလားလိုတယ်တရားရတာလေဒီစိတ်ပဲတရားမရတာလေဒီစိတ်ပဲဘာကွာတာလဲပြောရင်ခံယူချက်လေးကွာသွားလိမ့်ဘာကွာသွား ခံယူချက်လေးကြွားပါလိမ့်မယ်ဟာတို့တရားနာဘုသူတရယုံလို့ဆိုပြီးတာပါပဲဆိုရင်ဘုသူတပဲရစိတ်တက်ပါပြောင်းမယ်ဆိုရင်တော့တရားပါရသလားမရဘူးလားရတယ်အဲ့ဒါကြောင့်ဦးစင်းတို့တိုက်တွန်းနေတာကတော့နာကြားဝင်ရတော့မှကြာကြာနာနာနာဖို့လိုသလားမလိုဘူးလားလိုတယ်လူတွေတရားရမရတော့မသိဟောတဲ့ဘုန်းကြီးတွေယောဂရလာတော့သိကြတယ်ဟုတ်လားညသွားအရေးတွေပြက်မနဲ့လင်းအရေးတွေပြက် နေ့လေအရေးတွေပြတ်မနေ့ညတော့ဥစဉ်တို့နှစ်နာရီခွဲမှရောက်နော်နှစ်နာရီခွဲရောက်ပြီးတော့ကိုကတော့အိယာကမထားသေးဘူးရှင်မယသီလာဘွဲကိုကိုကိုယ်တိုင်ကြွပေးပါဗျာဆိုဖြစ်ပြီးတော့ပထမကတော့တပားနဲ့ဥစဉ်တို့လှုပ်ဖို့ရာသီစဉ်လှုပ်တာအရှင်မယဘလောက်ပဲဟောဟောကိုကိုယ်တိုင်ကြွပေးပါဆိုကြွကြွပြီးသွားတဲ့အခါကျတော့ကြောင်းပြန်ရောက်လူတောင်မရောက်သေးဧည့်တွေကရင်ရောက်နေတယ်ဟုတ်လား အဲ့ဒါနဲ့ဧဘေဧခံပြီးသွား7နှစ်ထိုးရင်တော့ငါတော့အပေါက်ပိတ်အိတ်တော့မယ်ဆိုဧဘေကတခါရောက်တယ်ပြီးသွားအရှင်ကရရတယ်အဲ့ဒါတဏှာကြီးခွဲမှနော်တဏှာကြီးခွဲဒီအဲ့ဒါရောက်သွားတယ်ဥစဉ်တော့နောက်ထပ်ဧဘေဆက်လာပြီးသွားတဲ့ခါအဲ့ဒါအိယာထပြီးကြည့်နော်အိယာထပြီးစာလေးတွေကြည့်ရတယ်စာလေးတွေမှကြည့်မယ်လုံတုံးရှိသေးတယ်မေတ္တာပို့တဲ့စာတွေကအရင်ရောက်တယ်ဘာပို့တဲ့စာတွေ အရှင်မယလက်ကမ်းထဲမှာကြောညာထားတော့၃နာရီဘုရားတပည့်တော်တို့အခုဒီမှာဓမ္မယုံရောက်နေပြီဘုရားအရှင်မယတရားဝဲကလည်းမရှိပါလားအာအရတကားကြီးမဟုတ်ဘူးညပြောင်းထားတာညပြောင်းထားတာတော်လေးနေတကားဖုံးကဆက်ရှင်မယတပည့်တော်တို့ဒီရောက်နေပြီဘုရားတရားဝဲကဘလို့ဖြစ်တာတော့ညပြောင်းထားတာဒါနဲ့ဟုတ်လားအဲ့ဒါတော်လေးနေဘာဆက်ပြီးဆက်တယ်ဆိုတော့ အရှင်မယားဒီနေ့မြတ်တရားဟောမှာကတရားကအစ်စ်လားအဟောင်းလားဖရာယောဂါတွေကတမျိုးပြီးတမျိုးထဟုတ်လားအစ်စ်လားအဟောင်းလားဖရာဆိုတော့ဩငါလိုက်နာရတဲ့လူတွေရှိပြီးတော့တရားတော့တက်နိုင်တယ်မြတ်တော့အစ်စ်ရွေးမှပဲလို့အဲ့ဒါသောင်းလေးလှန်ထားလိုက်အဲ့ဒါဖုံးလာလိုက်သူကဧည့်တယ်လာလိုက်ပြန်ပိတ်ထားလိုက်ပြန်ကြည့်လိုက်နဲ့အတော်နဲ့တရားတစ်ပုဒ်ဖြစ်ဖို့မလွယ်ဘူးလွယ်လား အဲအဲ့ဒါကြောင့်မို့ဒီတပုတ်ရဖို့ရကိုမနှဲလုတ်ခဲ့ရတော့လားနော်အရက်ကဘာလူဝိုင်းမှနဲ့လုတ်လာတော့တပုတ်ထွက်လာတာဟုတ်လားအေးအဲ့ဒါကြောင့်မို့တရားနာကြခွင့်ရတော့လေးမှာဒုသူတော်စင်များကြကြလန်းလာနာဖို့တိုးသလားမလုပ်လားအဲ့ဒီတိုင်းလေးနာကြပေးပါဟုတ်လားအဲ့ဒါကြောင့်တရားစပြီးတော့နာစုဆိုတော့တရားကောင်းစီဗာပေးတာယောဂရှိရင်ကိုယ့်ကိုယ်ပြင်းတဲ့ပြောကြည့်ပါဦးဗာတယ်လေ တရားကတော့သူ့ကောင်းသီးနဲ့သူရှင်းနေတာဘာကြည့်ဘာလို့